မင်္ဂလာပါခင်ဗျာဒီဘလိုလေးရတော့ဘာသာရေးနဲ့ပတ်သက်ပြီးစိတ်ဝင်တစားရှိကြသောစူဇန်လေးလာကြသောဓမ္မမိတ်ဆွေများအတွေ့ကောင်းကျိုးများစွာ ရှိလိမ့်မယ်လို့ယုံကြည်တဲ့အတွေ့မျှဝေတင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီဘလိုလေးမှာကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာများကတော့ရဟန်းတန်ဃာတို့အနေနဲ့လုံးဝမလွတ်အပ်သော အနိတနာ20နဲ့တပါးဆိုတာကို ရှင်းလင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီအကြောင်းအရာများကတော့တိပိဒကမြန်မာပြန်မဟာနီးအရာပြန်လည်ပြီးပညာချက်ထုတ်ပြန်လိုက်တဲ့အခါမှာလဲအနိဒနာ20ဘာဆိုပြီးတော့ပြန်ပြီးတော့ပေါ်လာပြန်ပါတယ်။ဒါလေးကတော့ရှင်းပါပြီ။နံပါတ်1အံ့ဘွယ်စကားပြောဆိုခြင်းအလိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။နံပါတ်2လက်လာပပစ္စည်းရအောင်မြူဆွဲပြောဆိုခြင်းနံပါတ်3 အခြားသူတို့လှူဒန်းထားသောအရာဝတ္ထုကို အခြားလူတို့အားပြန်လည်ပြတာပြောဆိုခြင်းမလိုပါဘူး။နံပါတ်၄အခြားသူတို့ဂုဏ်ကြီးစုမဲ့ဖြစ်စေသောစကားကိုမပြောဆိုပါဘူး။နံပါတ်၅တဏှာမှရသောပစ္စည်းကို အခြားတဏှာကိုပေးလို့မရပါဘူး။ဒီနေရာမှာလည်းအလုံးစုံမရဘူးလားဆိုရင်တော့မဟုတ်ပါဘူး။ကျွန်တော်ရှေ့မှာဒီဗီဒီယိုဖိုင်လေးတင်ထားပါတယ်။ရန်တံဃာတို့တွေအနေနဲ့ အနာမတ္ထပိန္ဒလို့ခေါ်တဲ့ဆုံးဆုံးပြားနဲ့တကွတန်ခိကပစ္စည်းကိုတောင်းမှပေးလို့ရသောပုဂ္ဂိုလ်တွေဘယ်နှယောက်ပါလဲဆိုတာကျွန်တော်ဒီဗီဒီယိုလေးထဲမှာရှင်းပြထားပါတယ်ခင်ဗျာရှာပြီးတော့ကြည့်လို့ရပါတယ်အဲ့ဒါကတော့နံပါတ်5ပညာချက်ဖြစ်ပါတယ်နံပါတ်6ကတော့တိတ္တာပေးခြင်းအမှုပြုလို့မရပါဘူးနံပါတ်9ကတော့ထမ်းရွက်တက်ကဲဓဏိအိမ်မိုးဇရမိုးကြောင်းမိုးစသည်ဖြင့်ပေါ့ဗျာအဲ့လိုအမိုးလှုပ်လို့ရသောပစ္စည်းပေးလို့မရဘူး နံပါတ်၈ရေချိုးဆက်ပြာမှုဆက်ပြာခဲဆက်ပြီးဖြင့်ပြီးလို့မရပါဘူးအဲ့တော့ဘုရားရှင်လက်ထက်ကဆက်ပြာမှုဆက်ပြာခဲပေါ်ပြီလားဆိုရင်တော့ပေါ်ပြီလို့ပြောရမှာဖြစ်ပါတယ်ဘယ်လိုရလဲဆိုတော့ကျွန်တော်တို့ငငယ်ရတော့ဝင်လိုက်ပါတယ်ခန္ဓာရသေးချောင်းတွေထဲမှာဆိုရင်ဆက်ပြာချမ်းမှုဆိုပြီးတော့ပေါ်လာပါအဲ့ဒီအရာမျိုးတွေကိုဆိုလိုခဲ့တာဖြစ်နိုင်ပါတယ်ဒီနေ့ဖြစ်အနေထားအရဆိုရင်တော့ မြတ်မောက်ခေအတုံးဆောင်ပစ္စည်းဆက်ပြာမှုဆက်ပြာခဲ့ပေါ့ဗျာနံပါတ်9ကလည်းရှေ့မှာပါပြီးသားကမိမိကိုယ်ကိုနှိမ်ချယူကျွန်တော်ကျွန်ုပ်စသည်ဖြင့်ပြောဆိုခြင်းမှုမပြုပါပါဘူးနံပါတ်10အမှန်နဲ့ပါ၍အမှားများသောစကားပြောလို့မရပါဘူးနံပါတ်17မျက်နှာသိရင်စသည်ဖြင့်ပြောလို့မရပါဘူးနံပါတ်12ကလေးထိမ့်ပေးခြင်းဝါမိမမဲ့ဂေဟာထောင်၍ပြုစုပြောထောင်အလှကံစားတော့ချင်းလို့ နောက်ကဝါကောက်ပြီးတော့ဒီနေ့ခေတ်သာသနာပြည့်တွေကိုပါကြိုတင်ပြီးတော့ဆုံးမခဲ့တယ်လို့ကြိုတင်ပြီးတော့ပြညတ်ခဲ့တယ်လို့ထင်ပါတယ်။ဒါ ው လည်းရှိမှာဗီဒီယိုတွေကျွန်တော်တင်ထားပါတယ်။နံပါတ်73မပြင့်ဖိတ်ဖဲနဲ့သူတစ်ပါးအိမ်ထဲကိုဝင်ရောက်နေထိုင်ခြင်းမပြုပါ။နံပါတ်74ညီနေရာကောင်းမကောင်းရွေးချယ်ပေးခြင်းအမှုမပြုပါဘူး။ဥပမာအရှင်ဘုရားတပည့်တော်တို့မြေခွက်ကလေးဝယ်ထားခြင်းနာခေတ်ကာလအရာ ဇေလျာဘလူဘာညာဆိုတော့အဲဒကာကြီးအဲ့ဒီမြင်နေရတာကိုမြင်ကြနေတယ်ဖြူချီတော့ဖြစ်နေတယ်တဲဆန်နေတယ်မြင်မဆန်နေတယ်စသည်ဖြင့်ကောင်းခြင်းဆိုခြင်းမြင်နေရရဲ့အကြောင်းကိုတုံးတက်ပြောဆိုပြီးလို့မရနံပါတ်15တရိษံတို့ရဲ့ကျမ်းအတ္တလက္ခဏာပညာကိုသင်ကြားပြောဆိုပေးခြင်းလုံးဝမရပါဘူးတဲ့ဒီနေရာမှာရှင်းအောင်ပြောရရင်ဥပမာတခါတယောက်ကနေပြီးတော့အရှင်ဘုရားတပည့်တော်နွားဝယ်ခြင်းတာဖရာဘာညာခုက ပြောလာရင် တခါကြီးနွားဆိုတာဥဂျိုလေးကဘလို့ရှိမှာခြေစစ်လက်စစ်ကလေးကဘလို့လေးမှာတင့်တော်ဤကောင်းဤကိုကိုတိုင်းလက်ဝယ်မပေးနိုင်တော့လေအဲ့ဒါမျိုးရွေးဝယ်ခဲ့ပါစသည်ဖြင့်ပြောဆိုတင်ကြခြင်းမလုပ်ရပါဘူးနံပါတ်16ယောက်ျားမိန်းမတို့ဤဆိုခြင်းကောင်းခြင်းကိစ္စများကိုပြောဆိုခြင်းမလုပ်ရပါဘူးနံပါတ်17နတ်ခတ်တရားကိုရွေးချယ်ပေးခြင်းအမှုပြုလို့မရပါဘူးဒါလည်းအလုံးနားလည်မယ်ချမ်းပါနံပါတ်17 လူတို့ရဲ့ခိုင်းစင်မှုကိုလောက်ကင်ဆောင်ရွက်ပေးခြင်းအမှုပြုလို့မရပါဘူးတဲ့ဒါလည်းနားလည်ကြပါလိမ့်နံပါတ်19လူတို့ရဲ့သတင်းစကားကိုတည်ယူဖို့ဆောင်လက်ဆင့်ခံပြောဆိုပေးခြင်းနဲ့စကားတမန်လုပ်ပေးခြင်းပေါ့မရပါဘူးနံပါတ်20စားသောက်ခွဲရာဝတ္ထုပစ္စည်းများကိုပေးလို့မရပါဘူးဒီနေရာမှာလည်းအလုံးစုံပေးမရဘူးလို့ထင်ပါဆိုလို့ပါဒီပူဒီဦးလေးကိုဆက်ကြည့်လိုက်ပါ ယဟန်တန်ဃာတော်များအနေနဲ့တန်ခိကပစ္စည်းကိုပင်ပေးအပ်သောပုဂ္ဂိုလ်များအကြောင်းကိုရှင်းလင်းတင်ပြထားတာဖြစ်ပါတယ်။နံပါတ်27မိမိအားလှူထားသောပစ္စည်းကိုအခြားသောပုဂ္ဂိုလ်တွေကိုလက်ဆင့်ခံပေးခြင်းမလုပ်ရပါဘူး။ဒါလည်းအထက်ကအကြောင်းအရာလေးနဲ့ခတ်ဆင်စင်ပါပဲ။အနာမတ်ထပိန်နာစပြီးတော့တန်ခိကပစ္စည်းတောင်ပေးကောင်းတဲ့အကြောင်းကြီးများစွာရှိပါတယ်။ဒါကြောင့်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်သုံးသပ်ချက်တွေလုပ်တော်မယ်ဆိုရင်ကျွန်တော်တို့မြတ်စွာဘုရားရှင်က ဒီလိုပြညာချက်လုံးဝမလုပ်ခဲ့ပါဘူးဒီလိုနှစ်ဖက်လုံးကိုအလင်းဖွင့်ထားတာဖြစ်ပါတယ်ဆေးကုတဲ့နေရာမှာပဲကြည့်လေဒီဘက်မှာဆေးမကုအပ်သောပုံကူများဆိုပြီးတော့အများကြီးထားခဲ့ပြီမြဲဒီဘက်မှာတော့ရန်တန်ကားတို့တွေအနေနဲ့ဆေးကုပေးလို့ရသောပုံကူတွေကိုတီးချခွင့်ပြုပေးတော်မူခဲ့ပါတယ်အင်မတန်တမစိတ်တမြတ်တသောဖះရှင်ဖြစ်ပါတယ်စာဦးစာပြစာကျွမ်းစာကြံပေးတာတောင်မှ လူတိုင်းကိုပေးခွင့်မရှိသလိုပေးခွင့်ရှိသောပုဂ္ဂိုလ်ဆိုပြီးတော့လေဆင့်ကဲဟောကြားတော်မူခဲ့ပါတယ်။အင်မတန်ကြီးညိုပွဲရာကောင်းပါလေ။ဒါကြောင့်ဘာသာရေးနဲ့ပတ်သက်ပြီးဝေဖန်သုံးသပ်ချက်တွေလုပ်တော်မယ်ဆိုရင်တနေရာထဲမှာတွေ့ရှိထားတာလေးကိုအတိတကျမဟုတ်ဖဲနဲ့ရှုထောင့်မျိုးစုံကနေပြီးတော့ပေချာစူးစမ်းလေ့လာဆန်းစစ်ပြီးမှပြောဆိုတင်ပြမျှဝေတာကပို့ပြီးတော့စီလျော်မှုရှိတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ အဒီဘလော့လေးမှာတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်နောက်ထပ်လဲဘလော့အစ်စ်အစ်စ်တွေနဲ့အတူမိတ်ဆွေများထံပြန်လာခဲ့ပါဦးမယ်ခင်ဗျာ